he go to school hmm မနေ့လို့ထင်လား no 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 he goes to school အဲ့လိုဖြေရမှာပေါ့နော်ဖြေဆိုတော့ဒီနေ့မှာဒီလိုမျိုးအမာတီတီလေးတွေကအစမဖြေရသေးအောင် simple present tense လေးကိုဘလိုနေရာတွေမှာဘလိုသုံးရမှာလဲဆိုတာကိုတေချာရှင်းပြပေးမှာဖြစ်ပါတယ်မင်္ဂလာပါ English with Nisi ရပြီးတော့ကျေးဇူးလိုက်ပါတယ် ျမနာမည်ကတော့ Grace ပါဒီ channel လေးပါဆိုလို့ရှိရင်အင်္ဂလိပ်စာကိုလေ့လာနေတဲ့သူတွေအတွက် အချိန်ကနေစပြီးတော့နီးစနစ်ကြကြနဲ့ခတိယောက်ယောက်လေ့လာနိုင်ဖို့အတွက်သင်ခန်းစာလေးတွေတင်ပေးနေတာဖြစ်ပါတယ်ဆိုတော့သင်ခန်းစာလေးကိုဆက်ကြည့်အောင်ပါ simple present tense ဆိုတဲ့ဒီ tense ကပေါ့နော် တော်တော်ကိုအသုံးများတဲ့ဒီမှာပါပါတယ်အဲ့ဒီကောင်ကိုကိုရဲ့ဒီနေ့စဉ်ဘဝမှာလုပ်နေတဲ့အကြောင်းအရာတွေပြောတဲ့အခါ ပြီးရင်အမှန်တရားတွေပြောတဲ့အခါမှာတုံပါတယ်။ဆိုတော့ Rose ကဒီမှာပုံလေးတွေပြမယ်။အဲ့ဒီပုံလေးအတွက်စာကြောင်းလေးတွေတိဆောက်ရင်းနဲ့မှ simple present tense ကိုဘယ်လိုသုံးမလဲဆိုတာကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဆိုတော့ပုံလေးကိုကြည့်လိုက်အောင်ပါ။ I like pizza. I like pizza. He likes pizza he likes pizza ဒီမှာကွာထားချက်လေးဆိုလို့ရှိရင် he ဆိုလို့ရှိရင်နောက်က s လေးထည့်ပြရပေါ့เนาะ he likes အဲဆိုလို့ရှိရင်တော့ထည့်ကြမလို့ပါဘူးဒီစာကြောင်းလေးတွေကိုပဲအငင်းပုံစံလေးပြောင်းကြည့်အောင်ပါ i don't like pizza he doesn't like pizza နောက်ထပ်ပုံလေးတစ်ပုံဆက်ကြည့်အောင်ပါ i eat breakfast at 7 a.m. She eats breakfast at 7 a.m. The sun rises in the east. နေကအရှိရက်ကထွက်တယ်ဆိုတာအမှန်တရားဖြစ်တဲ့အတွက် simple present tense ကိုသုံးပါတယ်။ ီစာကြောင်းလေးမှာအမားရှာကြည့်အောင်ပါအချိန်နာစကန်ရပါမယ်အမတူဗီလိုထင်ပါတယ် he goes to school every day ဒီစာကြောင်းလေးမှာလည်းအမရှာကြည့်အောင်ပါ she don't like coffee ကဲဒါဆိုရင်ဘယ်နှလေးမှမားနေရဖြစ်မှာလဲ she doesn't like coffee okay so တော့ဒီနှစ်ခုစလုံးမှန်နေဆိုလို့ရှိရင် congratulations ပါကဲနောက်ထပ်လေ့ကျင့်ခန်းလေးအနေနဲ့ rush ကဒီမှာစာကြောင်းလေးပေးထားမယ်ပေါ့နော်အဲ့ဒီစာကြောင်းလေးကိုအငေးပုံစံလေးပြောင်းပေးနိုင်မလားဟုတ်ပါပြီဒါဆိုလို့ရှိရင်စမ်းကြည့်မယ်နော် i like pizza ပြီဒါဆိုလို့ရှိရင်ပါဠိထက်ထည့်ရမှာလေ I don't like pizza နောက်ထပ်စာကြောင်းလေးထပ်သွားပါမယ် He goes to school every day ဒီမှာဆိုရင်ရော He doesn't go to school every day ဒီလောက်ဆိုရင် simple present tense ကိုတခြားလေးသုံးသပ်သွားမယ်လို့မျှော်လင့်ပါတယ်အနည်းရဖြစ်တဲ့ he she it တွင်နေဆိုလို့ရှိရင် as ဒါမှမဟုတ်ဆိုရင် es ထည့်သုံးဖို့မမိနဲ့နော်ဒီသင်ခန်းစာမှာပါတဲ့အကြောင်းအရာအချက်လက်တွေအားလုံးကိုစုပြီးတော့မှသင်ထားခြင်းနဲ့နောက်ခါရီပြန်ကြည့်ရှင်နေဆိုလို့ရှိရင်တော့ဒီအောက်မှာပေးတဲ့ link ကနေ file လေးကို download ဆက်လို့ရပါတယ် အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့တည်ချင်တာအဲနောက်တစ်ဘလူမျိုးအကြောင်းအရာလေးတွေတင်ပြရမှာလဲပြီးရင်မေးချင်တာလေးတွေရှိလို့ရှိရင်အောက်က comment မှာမေးခဲ့လို့ရပါတယ်တကယ်လို့ဒီဗီဒီယိုကအကျိုးတစုံတရာရှိခဲ့တယ်ဆိုလို့ရှိရင်လည်းပဲအဲအဲ့လိုမျိုးအကျိုးရှိတဲ့အကြောင်းလေးကို comment မှာရှိပြီးခဲ့လို့ရပါတယ်ရှင့်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်